လိန်ခံရလဲပြုံးနေတယ်။အစော်ကားခံရလဲပြုံးနေတယ်။ရုံးမာတာခံရလဲပြုံးနေတယ်။အယံကြီးတဘောထားကြီးလို့တော့မဟုတ်ပါဘူး။ဝဲဆိုတာကတုံးမြန်တဲ့အခါပို့ပြီးတိကျတယ်ပြတ်သားတယ်။မျက်နှာမလိုက်ဘူးတောင်းပန်လို့မရဘူး။ငွေပေးလို့လည်းမရဘူး။ကိုယ်လုံးတမျှမကောင်းမှုတွေကိုတစ်ချိန်ချိန်မှာထပ်တူပြန်ရတာကိုဝိလဲတယ်လို့ခေါ်ပါတယ်။ငါတော့မကောင်းတာအကုန်လုပ်တယ် ငါအမြဲနိုင်နေတယ်ဆိုပြီးမန်တက်မနေပါနဲ့တဲရောက်မှုတိုင်းမှာတံပြန်တဲရောက်မှုဆိုတာရှိပါတယ်ကိုကြိုက်တာကိုလို့ကိုဖြစ်ကိုခံဆိုသလိုသူကြိုက်တာသူလို့သူဖြစ်ကိုခံပါလိမ့်မယ်တချို့လူတွေရှိတယ်ငြိမ်ခံနေတော့ငါမမြင်ဘူးထပြောမိမှကိုကစွာတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်ခေါင်းပေါ်တနေခံရတာမသိဘူးဆက်ဆက်ထိမခံပြန်ပြောလိုက်မှကိုကအားကျနေဆိုတာမျိုး တချို့လူတွေရှိတယ်မသိချင်အောင်ဆောင်နေတာကိုအားမနာဘူးတဲ့ပြောလိုက်မှကိုကလူချမ်းတယောက်ဆိုတာမျိုးတချို့လူတွေရှိတယ်တသက်လုံးတီးခံလာတာကိုမစာနာကြဘူးထပောက်ကွဲမိမှကိုဟာမကောင်းဘူးဆိုတာမျိုးတချို့လူတွေရှိတယ်အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူးအပေါ်ရန်ကောင်းပြတာကိုမှအဟုတ်ထင်တတ်ကြတာမျိုးတချို့လူတွေရှိတယ်စစ်မှန်တယ်ဆိုတာကိုမတွေ့တတ်ကြဘူး ဟန်ဆောင်တတ်တဲ့လူကမှအမှန်အကန်ထင်တတ်ကြတာမျိုးတချို့လူတွေရှိတဲ့ကိုကျင်းစာတရားဆိုတာမရှိကြဘူးဘယ်သူတည်တည်ငတိမာရင်ပြီးရောစိတ်နဲ့တဖက်သားစိတ်ကိုအသေးတက်ပြစ်ကြတာမျိုးတချို့လူတွေရှိတဲ့ရင်းနှီးချင်အောင်ဆောင်ပြီးမထီတထီစော်ကားတဲ့စကားပြောတတ်ကြတာမျိုးတချို့လူတွေရှိတဲ့ကိုယ်တိုင်မလုံနိုင်တဲ့အရာကိုတပားလူလုံလိုက်မှဝေဖန်ရင်းလုပ်တတ်တာမျိုး ။တချို့လူတွေရှိတယ်။အစွမ်းစမရှိဘဲအပြစ်ပြောဖို့တသက်လူဖြစ်လာတာမျိုး။ဒါကြောင့်အကောင်းမြင်စေ အကောင်းမြင်ဝါဒကိုမကျင့်သုံးသက်ပဲအသက်ရှင်နေတဲ့တချို့လူတွေအတွက်စိတ်ကတိကအောက်ဖြစ်ဖို့မလိုဘူး။တန်ရာတန်ရာပဲဆက်ဆံပေးလိုက်ပါ။